မင်္ဂလာပါမင်္ဂလာပါကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့လူငယ်လူရွယ်လေးများကိုလေးစားပါတယ်နော်အခုဒီနေ့အခုပြောပြချင်တာကတော့အရေးကြီးပါတယ်နော်အရေးကြီးပါတယ်နော်ဒါမိကြီးနာမှာပေါ့နော်ဒါရှေ့ရက်နဲ့မှာထုတ်ပြန်တာပေါ့နော်မြို့နယ်ထွေထွေအုပ်ချုပ်ရေးကနေထုတ်ပြန်ထားတဲ့ဟာပေါ့ဝါဖိုဖိုအမိတ်ရပေါ့နော်ပြောမယ်ဆိုတော့ဒီညမထွေ အမိတ်တွေထုတ်ပြန်ထားတာတွေ့ပါတယ်အချိန်ကတော့ညနေ10:00နာရီကနေနာနဲ့6:00နာရီအတွင်းမှာလောကထွက်လို့မရပါဘူးနော် အဲ့ချိန်ကိုလောကမထွက်ဖို့ဆိုပြီးမှဒါစာထဲမှာထုတ်ပြန်ထားတာတွေ့ပါတယ်နော်နောက်တစ်ချက်ကတော့လူ9ဦးထက်စုဖွဲ့တာတို့နော်စုဝဲတာဒီဒါလည်းမလုပ်ရဘူးပေါ့နော်အဲ့ဒီအချက်တွေလည်းပါတယ်ပေါ့နော်အတိအကအဲ့ဒါကိုကိုမြင့်ကျင်းသားမှာနေတဲ့လူတိတိကျကျလိုက်နာဖို့လိုတာပေါ့နော်အဲ့ချိန်မှာမိထုတ်ပြန်ထားတဲ့ချိန်မှာခုနကလိုပေါ့အဲလူကျိုးရေးဆောင်ရွက်နေတဲ့စစ်စစ်ရဲ့ဖွဲ့နဲ့တွေ့တော့စစ်စစ်မြင်းမြန်းခံရမှာပေါ့နော်ဒါမတင်ကြရခုနကလိုပေါ့နော်မတင်ကြတယ်လို့ခုနကလိုပေါ့နော်ဒါစစ်စစ်မြင်းမြန်းခံရမဲ့အနေထားရှိပါတယ်ပြောမယ်ဆိုတော့လောကမထွက်တာတော့အကောင်းဆုံး ဖြစ်ပါတယ်ဗောနော်လိုးကမထွက်တိပါဘူးလို့ပြောချင်ပါတယ်เนาะကျွန်တော်လည်းဒီစာကိုဒီနေ့မှတွေ့တာဗောနော်တကယ်တော့ထုတ်ပြထားတာရှင်းရင်လည်းကထုတ်ပြထားတာဖြစ်ပါတယ်မိချင်းသားမှာနေတယ်မိဘပြည်သူဒီညဆယ်နာရီကနေနာနဲ့လေးနာရီတွဲကိုလိုးဝမထွက်ဘူးအဲပြောချင်ပါတယ်ဗောနော်မလိုအပ်တဲ့ပြဿနာတွေကြုံလာနိုင်တယ်ဗောနော်ဒီထုတ်ပြထားတဲ့အချိန်မှာကိုကထွက်ချင်းအဖြစ်ခုနလိုဗောကိုတွေ့ခုနလိုဗော မလိုအပ်တဲ့ပြဿနာတွေကြုံလာနိုင်တယ်လို့ပြောပြချင်ပါတယ်နော်ဒါဖတ်ကမှာလည်းအထွတ်ထွတ်အတူတူပဲထုတ်ပြန်ထားတာတွေ့ပါတယ်နော်ညမထွေရမိကလက်ရှိထုတ်ပြန်ထားတာကမိဂျီနာရဲ့ဖတ်ကရဲ့ပေါ့နော်နမျိုးနဲ့တချစ်ပြီးနေမှာနမျိုးနဲ့လက်ရှိထုတ်ပြန်ထားတာတွေ့ရပါတယ်နော်အဲကြောင့်အဲအာအမိတ်စာလေးကိုတိတိကျကျလိုက်နာဖို့လိုပါတယ်လို့နော်ဒါကျွန်တော်တို့မိဂျီနာမှာလည်းပြောမယ်ဆိုတော့ခိုးကနည်းနည်း အဲကုဆူနိုင်တွေပေါ့နော်အဲဓမြတိုက်အဲ့လိုမျိုးအနေထားတွေပေါ့နော်နည်းနည်းများလာတာပေါ့နော်အခုလိုညမထွေအမိတ်တွေကတော့တစ်ဖက်ကကြည်ကောင်းပါတယ်လူကြိုရဲ့အတွက်ကောင်းတာပေါ့နော်မဟုတ်ရင်ဒီညမှာခုနလိုပေါ့ဒုစရတမားတွေကခုနလိုပေါ့ကြက်စားတဲ့နေနဲ့ခုနလိုပေါ့ကုဆူနိုင်တွေခုနလိုပေါ့အဲများများဖြစ်နေတဲ့ဟာကိုကာကွယ်ရလေးရောက်တယ်လို့ပြောပြချင်ပါတယ်ပေါ့နော်ဒီအခုညမထွေအမိတ်ထုတ်ထားတဲ့ဟာကအကတနဲ့တော့ ဘလောက်ထိတော့မပြောထားဘူးပေါ့နော်အဲ့ဒါကြောင့်ဒီစာကိုမယုံမတင်းချင်းပေါ့နောက်စာမထွက်မချင်းကတော့ဒီညမထွက်ရမိတ်ကတော့ခုနလိုအကျိုးဝင်နေမှာဖြစ်ပါတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်မြင်ကျင်းသားမှာနေတဲ့မိဘပြည်သူဒီအဲတိဖို့လိုပါတယ်လို့နော်ညမထွက်ရမိတ်ကိုတချို့တွေကြတော့မသိကျွန်တော်လည်းဒီနေ့မှတည်တာနော်မနေ့ရှင်းနေကထုတ်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီနေ့မှတည်တာနော်အဲ့ကြောင့်ဒီနေ့မှပဲကျွန်တော်အားလုံးကို share လုပ်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်